ဲ့ကျွန်တော်တို့ရင်းကုန်ပြောရှင်တာရော့ဘေးတွေကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်မှာလည်းလက္ခဏာပညာကိုလမ်းညွှန်သွားမှာဖြစ်ပါတယ်အဲ့တော့အဘမင်းသိငါကျွန်တော်တို့ပညာအမွေပေးခဲ့တဲ့သင်ပေးခဲ့တဲ့လက္ခဏာပညာများစွာနဲ့ကနေဒီဘက်ကိုဗီဒီယိုတစ်ပုတ်တစ်ပုတ်တစ်ခုနဲ့လမ်းညွှန်မျှဝေနေတာဖြစ်ပါတယ်ဒီတစ်ပတ်မှာလည်းတစ်ခုလမ်းညွှန်သွားမှာဖြစ်ပါတယ်အဲ့တော့ဝင်ရောက်ကြည့်ရှုအားပေးလို့ရပါတယ်အဲ့တော့ဒီတစ်ပတ်ကဘာလဲဆိုရင်တော့ဆိုရင်ကျွန်တော်တို့လက်တန်းရဲ့အောက်ဖက်ပေါ့နော်လက်တန်းရဲ့အောက်ဖက်အင်္ဂါဂျူကုံရဲ့အောက်မှာ စက်ဝိုင်းလေးပါလို့ရှိရင်ပေါ့လက်တန်းအောက်ဖက်ဖြစ်တယ်ဟဲ့လားဟိုလက်ဖက်နှောက်အောက်လည်းမရောက်ဘူးလက်တန်းအောက်ဖက်နဲ့လက်ဖက်နှောက်ရဲ့ကြားမှာပေါ့စက်ဝိုင်းကလေးပါတယ်ဆိုလို့ရှိရင်တော့အဲအဲ့ဒီစက်ဝိုင်းလေးကဘာဖြစ်တတ်လဲဆိုရင်မျက်စိမှုံတတ်ပါတယ်မျက်စိဥပဒံရောက်တတ်တယ်မျက်စိမှုံတတ်တယ်အဲ့တော့တချို့ကလေးလေးတွေကိုကြည့်လိုက်ငငယ်ရွယ်နဲ့မျက်မှန်အထူကြီးတွေတတ်ထားတာနော်ဒီဂရီပါဝါအများကြီးတွေတတ်ထားတာအဲဒီလိုပုံကိုယ်တွေနော်ငငယ်ရွယ်နဲ့မျက်စိထိခိုက်ထားတာ ဆိုလို့ချင်းဒီလိုလူတွေမှာအဲအဲ့ဒီလိုမျိုးအမှတ်အသားမျိုးများသောအားဖြင့်တွေ့ရှိရတတ်ပါတယ်အဲ့တော့ဒါကကိုယ်မှာအကယ်များမျက်စိတော့ကောင်းတယ်ကိုယ်မှာအကယ်များပါနေတယ်ဆိုရင်ဟာလာမျက်စိဥပဒဏ်ရောက်တတ်တယ်မျက်စိထိခိုက်တတ်တယ်ငငယ်ရယ်နဲ့မျက်စိမှုံတတ်တယ်အဲမျက်စိနဲ့ပတ်သက်လို့ဟာလာကုသမှုတွေခံယူရတတ်တယ်ဆိုတာမျိုးမဖြစ်ရလေအောင်ကြိုတင်ကာကွယ်အဲတတိယရှောင်ရှားနိုင်အောင်ဒီအမှတ်အသားလေးကိုကျွန်တော်တို့ပြောပြလမ်းညွှန်တာဖြစ်ပါတယ် ဲ့တော့တရားဦးထိတ်လန့်မှုလည်းမလိုပါဘူးကိုယ်မှတကယ်လို့ပါနေတယ်ဘယ်လိုလုပ်ရမှန်းမသိဘူးဖြစ်နေရင် comment မှာမှန်ငယ်လို့ရပါတယ်နော်အဲ့တော့ဒီအမှတ်သားလေးဖြစ်ပါတယ်ဗျနော်ဒီဆောက်ဝိုင်းလေးပါပဲနော်ဒီဆောက်ဝိုင်းလေးအဲ့တော့ तू ကသူ့ရဲ့နေရာဒီအင်္ဂါဂျိုကုန်ထဲမှာရှိပါတယ်အဲ့ဒီဆောက်ဝိုင်းလေးကအခုပြောသလိုပါပဲမျက်စိဥပဒံရောက်တတ်တယ်မှုန်တတ်တယ်အဲငငယ်နဲ့မျက်မှန်အထူးကြီးတက်ရတတ်တယ်ကြာလေမျက်စိမကောင်းလေဖြစ်တတ်တယ် အဲရှူရာမျိုးဖြစ်ပါတယ်အဲ့တော့ဒါလေးကိုဒီတစ်ပတ်မှာကျွန်တော်တို့လမ်းညွှန်မျှဝေတာဖြစ်ပါတယ်နောက်တစ်ပတ်မှာလဲဒီဓမ္မကကောင်းလို့ရရာလက္ခဏာပညာတွေနဲ့ကျွန်တော်ပြန်လာပါမယ်အားလုံးကျေးဇူးတင်ပါတယ်